မျိုးသားတွေအခြားဆုံးအမျိုးသမီးမျိုးအခုပြောမယ့်စကားတွေဟာသင်ရဲ့အချစ်ရဲ့ဘဝကိုတည်ရောက်မှုရှိပြီးလမ်းမတွေမှာကာကွယ်ပေးနိုင်တယ်။မျိုးသား69တန်းသမား99ရာခိုင်နှုန်းဟာအောက်ပါအချက်တို့လက်တွေ့ကျင့်သုံးနေတဲ့အမျိုးသမီးမျိုးပဲခြိုက်ကြတယ်။သင်ရဲ့လက်ရှိအခြေအနေကတကူတော်ဖြစ်စေ၊ချစ်သူရှိသူဖြစ်စေ၊ဘုံမုံအိမ်တော်ရှိပြီးသားဖြစ်စေ၊ဘာပဲဖြစ်ဖြစ်ဒီအမှန်တရားကိုမမေ့ပါနဲ့။ထမောက်ဆုံးတစ်ချက်က မျိုးသားတိုင်းရဲ့စိတ်ထံမှာချစ်မြတ်လို့တဲ့အမျိုးသမီးဆိုတာသူ့ကိုအတွင်းစိတ်ကနဲ့မေတိုင်းအားပေးတတ်တဲ့သူပါ။ဘာကြောင့်လဲဆိုတော့မျိုးသားရဲ့အတွက်ဂုံတိတ်ခါဆိုတာအတတ်နဲ့များအရေးကြီးရဲ့။မျိုးသားတယောက်ရဲ့တသက်တာလိုက်စားမှုကအောင်မြင်မှုဆိုတဲ့စကားလုံးပဲ။အချစ်ရင်မှာတင်ရသူ့ကိုအောင်မြင်မှုခံစားရအောင်ဖန်တီးပေးနိုင်သူ့ဘက်တော့မှတင့်အောင်မခွာပဲတင့်ကိုချစ်ဖို့နီးလန်းရှာနေလိုက်မယ်။ဒါကြောင့်သူ့ရဲ့အလောက်ကိုင်းမှာအဆင်မပြေတဲ့အခါဝေဖန်တာမျိုးမလုပ်ပါနဲ့။ တခြားမျိုးသားရင်လည်းနှိုင်းရှင်ပြီသူများရင်လောက်မတတ်ဘူးယောက်ျားမဟုတ်ဘူးဆိုတာမျိုးမပြောပါနဲ့သူ့အောင်မြင်တာပဲဖြစ်ဖြစ်ရှုံ့နှိမ့်တာပဲဖြစ်ဖြစ်သင်ရဲ့သဘောထားမပြောင်းလဲပါနဲ့သူ့ကိုအချိန်နဲ့မရွေးအားပေးပါယုံကြည်မှုပေးပါအလားတရားနဲ့ဆွဲဆောင်မှုကအရေးမကြီးဘူးလားလို့မေးစရာရှိပါတယ်။မဟုတ်ပါဘူး။အလားနဲ့ဆွဲဆောင်မှုကရှားပါတဲ့အရာမဟုတ်ဘူး။သူ့ကိုဘီရင်လိုဆက်ဆံတဲ့အမျိုးသမီးမှသာတကယ်ရှားပါတဲ့အရာဖြစ်တယ်။အဲ့လို့ဆိုရင် "तू က တင့်ဟာသူ့ဘဝအတွက်မရှိမဖြစ်လို့ခန်းစားရပါလိမ့်မယ်။မျိုးသားတိုင်းရဲ့တသက်တာလိုချင်တဲ့အရာသူတို့ကိုလိုအပ်တယ်၊ချင်းမွနဲ့အားပေးတယ်လို့ခန်းစားရစေတဲ့အမျိုးသမီးပါ။ဒီသုံးချက်ကိုအမြဲတမ်းလုပ်နိုင်တဲ့အမျိုးသမီးဆိုတာရှားပါတယ်။ဒီသုံးချက်နဲ့ပြည့်စုံရင်တင့်ဟာသူ့ရဲ့ဘယင်မဖြစ်သွားမယ်။ဒါဆိုရင်တင့်ဟာမျိုးသားတွေအကြိုက်ဆုံးအမျိုးသမီးဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။ ဒီအကြံပြုချက်တွေကအချိန်မှာပိုပြီးနားလည်မှုနဲ့လေးစားမှုရှိဖို့အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်နော်။ယောက်ျားတွေရဲ့အပြည့်ဝခံခြင်းမိန်းမတွေကယောက်ျားတွေနဲ့အမှားမှန်တိုက်ခိုက်ဖို့မလိုပါဘူး။အားလုံးလည်းဆိုတော့အတ္တကြီးရဲ့ယောက်ျားတယောက်ဟာမြေရန်ကိုပိုင်လိုချာမှားရနေတဲ့အကြောင်းပြချက်တွေရှိနေမှာပဲ။သူ့ရဲ့နည်းလမ်းတွေကများသောအားဖြင့်ဒီသုံးမျိုးပါပဲ။၁။မင်းကိုမှားတယ်လို့ဝေဖန်မယ်။၂။မင်းကိုစိတ်ထက်ချအောင်လုပ်မယ်။၃။ မင်းကိုပြန်လှန်ပြီးတော့ပြစ်တယ်မယ်။ဒါကြောင့်သူမားတယ်ဆိုတာတက်တေပြားဖို့အချိန်မပြုံးပါနဲ့။မားလို့လဲဆိုတော့အမှန်မှားငင်းခုန်နေရင်လည်းမင်းရဲ့စွန့်ရင်တွေဆရာထက်တန်မှုတွေကုန်ဆုံးသွားမှာပါ။အဆုံးမှာတော့မင်းဟာကိုယ့်ကိုစိတ်ဆင်းရဲနေပဲညီကုန်းချုပ်သွားတာကိုတတိပြုမိလာမယ်။မင်းဟာအချက်တွေပြပြီးရှင်းပြနေတာသူ့ကိုငါမားပါတယ်ငါဖြစ်ပါမင်းကငါထိခိုက်မိပါတယ်လို့ဝန်ခံစေချင်လို့ပါ။ဒါမဲ့မင်းမိနေရာတစ်ခုရှိရဲ့တကယ်တမ်းအပြစ်မရှိဘူးဆိုရင် ပြင်ဆင်မှုမရှိဘူးဆိုရင်ဒါဟာအပြစ်ဝင်ခံတာမဟုတ်ဘူးစစ်ဆက်ဖြစ်သိမ့်တာပဲယောက်ျားတွေရဲ့အလိုလျောက်မှားယွင်းနေတဲ့အတ္တအကြောင်းပြချက်တို့ချိန်မုံဖို့အချိန်မပြုံးပါနဲ့သူတို့ရဲ့အပြစ်ဝင်ခံမှုဆိုတာဟာအကျိုးဆက်မရှိအဓိပ္ပာယ်မရှိပါဘူးခံစားချက်တွေထဲမှာအမှားမှန်အလိုမင်းစိတ်မညစ်ဖို့အရေးကြီးပါတယ်ကိုယ့်ကိုယ်ကယူဆိုင်ပါသူမားတယ်ဆိုတာတသက်တည်ပြဖို့ဆိုတဲ့တွန်းအားဆွဲမထားပါနဲ့ဒါဟာ သင်ရဲ့စိတ်ခံစားမှုစွမ်းရည်ကိုကုန်ခန်းစေပါရဲ့။စကားထက်အပြုတ်မှုကြည့်ပါ။သူပြောတဲ့စကားထက်သူ့လုပ်ရက်တွေကသင်ကိုလေးစားမှုဆက်ဆံရေးတန်ဖိုးထားမှုရှိမရှိက ပိုအရေးကြီးပါရဲ့။ကဲ၍သူကသင်ကိုနှိတ်ချတာတွေပြဿနာတွေရှောင်ဖို့ပဲအလေးထားလုပ်နေတယ်ဆိုရင်ဒီဆက်ဆံရေးကကျန်းမာရလားဆိုတာပြန်စဉ်းစားဖို့လိုပါရဲ့။ချစ်ချင်းမြတ်တာဆိုတာနှောင့်နှက်ဖက်နားလည်မှုပါ။တစ်ဖက်တည်းအရပဲအဆင်မပြေလိုက်လျောနေရတယ်ဆိုရင် ဒီဆက်ဆံရေးဟန်ချက်ညင်မှုကိုပြန်သုံးတတ်ဖို့အချိန်တန်ပါပြီ။တင်ဟာတကယ်ကိုလေးစားခံထိုက်တဲ့သူပါ။ငါမလားသူမလားဆိုတဲ့စကားများတွေမှာစိတ်မညစ်ပါနဲ့။စိတ်ညစ်စရာမှားမှန်ရင်းခုမှုထံကိုယ်စိတ်ကိုပြုဆိုင်ပါ။စကားထက်လုံရက်ကိုသိချကြည့်ပါ။ကိုယ်ကိုလေးစားမှုရှိတဲ့ဆက်ဆံရေးဆိုရင်ပြန်စင်စားပါ။တင်ဟာတတ်မှုရှိပါရဲ့။အဆင်ပြေကြပါစေ။ချစ်ချင်းမြတ်တာဖြစ်။ Hello ဘာလို့မလက်တွဲမပန့်ပေါ်တဲ့အခါ ူမကိုသူမအိမ်မိုးဖြစ်ခံယူလိုက်တယ်။ဘသူမှချက်ခင်မပြတဲ့အခါမျက်ရည်ကိုတန့်ချက်ကားဖြစ်တွန်းလိုက်တယ်။ပင်မန်းရင်သွားချိန်နားရင်အသံမထွက်ပဲသေးခံအနာချက်စေတောင်ကိုလက်နဲ့ကိုယူတက်လာပြီ။လူတွေကသူမကိုကတ်သေးကတ်တန်းနဲ့နှင်းစီချုံလိုပဲမြင်ကြတယ်။ညနေတိုင်းခေါင်းပေါ်ချဲ့ခဲ့တဲ့ကျဲရင်းလိုလဲနေတဲ့မျက်ရည်တွေကဘသူမှမမြင်ကြဘူး။အခါတော့ကသူမလည်းမိုးလုံအောင်ကာပေးမဲ့သူအချင်းချင်းမျှော်ချင်ဦးတယ်။ ။ဒါမဲ့အခုတော့သူမသိလိုက်ပြီးမိုးကတွေကဖြိုကျတတ်တယ်။ထီးတွေလည်းစောင့်တတ်တယ်။ကိုယ့်ရဲ့တရားယုံကြည်မှုကဒါအမြဲတမ်းမိုးမြိုနိုင်တဲ့အကာအကွယ်ပဲ။အခုတော့သူမနားလဲသွားပြီ။လုံခြုံမှုဆိုတာဗန်စင်းနဲ့ထဲ့တာမယ့်ရာ။ယုံကြည်မှုဆိုတာနေ့စဉ်စူးစမ်းမှုနဲ့ရယူရမယ့်ရာ။မှန်တယ်မျက်ရည်တုံရင်ပြန်ပြုံးတက်တဲ့နှကန်လေးဟာဘသူပခုံးတမ်းမစိုးပူအားရှိရဲ့ဆိုတာမိမိကိုကိုချစ်ခြင်းဟာအတ္တမဟုတ် ဘဝကိုအကောင်းဆုံးပြန်လဲဆုတောင်းခြင်းမှာဒုက္ခနဲ့မွေးထုတ်လိုက်ရတဲ့ခိုင်မာမှုတွေဟာနောက်ဆုံးမှာတန့်ချက်ကအောက်ကနူးညံ့မှုတွေဖြစ်လာမယ်။တယောက်ထဲဖြတ်ကျော်ခဲ့ရတဲ့မှုန်တိုင်းတွေဟာအချိန်နဲ့မျှချုံမိန်တဲ့အရာတွေဖြစ်ပြောင်းလဲသွားမယ်။တင့်ဟာထင်သားထက်ပိုပြီးတော့ချက်ခံထိုက်သူပါ။ဘဝရဲ့အခက်ခဲတွေကြားကတင့်ရဲ့ခွန်အားတွေကိုအမြဲအသိမပြုပါ။ရှစ်ဆက်လမ်းမှာဘလို့ခက်ခဲပဲတွေ့တွေ့မှန်တဲ့ဟာတင့်အပြုံလေးဟာကပအလင်းတစ်ခုပါဆိုတာမေ့မထားပါနဲ့နော်။ အဆင်မပြေတဲ့ခါတိုင်းဒီစာသားတွေကို ပြန်နှားထောင်ပြီးငါလုံနိုင်တယ်လို့ကိုယ့်ကိုအားပေးလိုက်ပါဘဝမှာခဲရင်တဲ့အချိန်တွေရှိပေမဲ့တင့်ဟာတင့်ကိုယ်တင့်အမြဲအားကိုးနိုင်တယ်ဆိုတာမမေ့ပါနဲ့ Hello မိုးသားတယောက်တင့်ကိုတကယ်ချစ်မချစ်ဘယ်လိုဆုံးဖြတ်မလဲဟေ့ဒီအကြောင်းပြောရင်အဆူခင်ရမှာသိပေမဲ့မိုးသားတယောက်ရဲ့အတွင်းစိတ်ကနေပြီးတော့မိုးသားတယောက်အနေနဲ့ပြောချင်တယ် တကယ်ချက်ချင်းဆိုတာစကားနဲ့ဖျားယောင်တာမဟုတ်ဘူးအလုံးနဲ့ပြတာပါမနှက်ပြန်နောက်မှအချိန်ရရင်ဆိုတာတွေကလေတဲ့ကကိတ်မုံပုံကြီးတွေပဲတကယ်ချက်ရင်တဲ့အကြောင်းနှလုံးသားတွေကနေမှတ်ထားပြီးတော့လိုက်လုပ်ပြတယ်။ရာအားလုံးအကြောင်းပြန်အလုံးတိုင်းဆုံးသက်ဆိုတဲ့စကားလိုပဲအချက်ဆိုတာထိမ့်လို့မရဘူး။သူချက်ရင်တဲ့ကိုအကောင်းဆုံးပေးခြင်းစိတ်ကအလိုလိုပေါ်လာတယ်။မျိုးသမီးတယောက်ကလည်းတကယ်ချက်ဒီလိုပဲလုပ်မှာပဲ။ တချို့ကပတ်စံအကုန်ခံတဲ့သူအောင်မှချစ်တာလို့ပြောကြတယ်။ဒါမှားတယ်ဗျ။ပတ်စံမဖြုံတဲ့သူကတကယ်မချစ်ဘူး။ဒါပေမဲ့ပတ်စံဖြုံနိုင်လဲချစ်တာမဟုတ်ဘူး။ဒါအစ်စ်မှာတန်ဖိုးရှိလို့ပါ။တကယ်ချစ်တဲ့အမျိုးသားဆိုတာလူမှုရေးအသိပညာပေးတယ်၊ဘဝအတွက်အကျိုးရှိမယ့်အရာတွေသင်ပေးတယ်။သင်ကိုလေးစားတယ်၊အချစ်ဆက်ဆိုတာလေးစားမှုကနေစားတယ်။ဒါကြောင့်ချစ်တာနဲ့မချစ်တာဘယ်လိုခွဲမလဲ။၁သူ့အပြောအထက်အလုပ်ကိုကြည့် စစ်တယ်လို့ပြောတယ်ဆိုတာထက်အင့်အတွက်မလုပ်ပေးလဲနဲ့တင့်ကိစ္စတွေကယူဆိုင်လားသိစိတ်ထိတတိယပြောကုညီတက်ရမယ်၃လေးစားမှုရှိလားတင့်ဆန္ဒရင်မဲ့ချက်တို့တန်မိုးထားလားချက်ချင်းဆိုတာစကားမဟုတ်ဘူးအပြုတ်မူပါသဘောတူရလား Hello